ဆ ्याम မကတော့အချားမြင့်ဆ ्याम မလေးအောင်မွေဖြစ်ပါတယ်ရှင်အဲ့တော့ဒီနေ့ကဘာလာပြောပြတယ်လဲဟိဆိုရင်ဆယ်လပိုင်းစာအတွက်ကိုတောက်ကြသားသမီးများအတွက်ကိုလာရောက်ပြီးဟောစရံလေးတွေတင်ပေးတာဖြစ်ပါတယ်ရှင်အဲ့တော့တောက်ကြသားသမီးများပေါ့နော်ဒီဆယ်လပိုင်းထဲမှာကိုရမယ်ရလက်ကလေးတွေကိုတိပီးပီးတာရှင်ဒီဆယ်လပိုင်းဆိုတဲ့အတိုင်းတာမှာတောက်ကြသားသမီးတွေကအာရန်ကိုပဲလက်ပွင့်ကန်ပွင့်ရမယ် ซีวาลัดลาบากั่นก้าวပြီးတော့ซีวาโตตက်ลับป่วนဆိုတဲ့အနေထားတဲ့ကိုရောက်တယ်ရှင်ဒါပေမဲ့လည်းဘဲလည်းသူတို့ကစိတ်တော့ကလူတော့ကတော့များတတ်တယ်ဘာကြောင့်လဲဟေးဆိုလို့ရှိရင်အထူးသဖြင့်အာလူမှုရေးအနေနဲ့ပတ်သက်ပြီးအတိုက်ခိုက်တွေများနေလို့ပါရှင်เนาะလူမှုရေးနဲ့ပတ်သက်ပြီးအတိုက်ခိုက်တွေများတယ်မနာလို့သူတွေပေါ်များတယ်အထူးသဖြင့်6လပိုင်းကုန်10လပိုင်းအခုဆိုတဲ့အချိန်မှာရန်ဆိုတဲ့နေအောင်သွားပြီးတော့ကြပါတယ်အဲ့ဒါကြောင့်မလို့တဲ့ ို့ရဲ့စိတ်ကအဲ့ဒီရံအတိုက်ကိုက်တွေများတဲ့အတွက်ကြောင့်ဘလို့အဲ့ဒီနေရာမှာသွားပြီးတော့တော်တော်လေးစိတ်ပင်ပန်းနေရတာတွေ့ရရှင်။ဘာကြောင့်လဲဆိုတော့တောက်ကြသားသမီးတွေကနှစ်ခုကလေးကအတွေ့သမား။တောက်ကြသားသမီးတွေကနည်းနည်းလေးဆိုလို့ရှိရင်သူတို့စိတ်ကဘလို့ပြောမလဲထိခိုက်လွယ်တဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့သူများကပုံကိုတမင်တတ်တတ်တိုက်ခိုက်နေတယ်ဟေ့ဆိုတော့သိရတာနဲ့ကွာကိုကခံစားနေတတ်တယ် အဲ့လိုမျိုးเนาะမစိတ်ညစ်တယ်စိတ်ရှုပ်တယ်အဲ့ဒီစကားလက်သုံးစကားဖြစ်သွားဖြစ်နေတတ်တယ်ပေါ့เนาะဒီချိန်မှာအဲ့လိုမျိုးအဲ့တော့ခါကြတော့အတိုက်ခိုက်ဘာကြောင့်တိုက်ခိုက်တယ်လဲဟဲ့ဆိုရင်ပိုကိုနိုင်ကအဆင်ပြေပြီးတော့လုပ်ငန်းကိန်းငန်းစီးပွားလက်လာပါကန်ကောင်းအဆောက်ပိုကအတက်လန်းကိုရောက်နေပြီဟဲ့ဆိုတော့ကိုကိုနိုင်တတိမထားမိပြီမဲ့သူများကတတိထားမိတဲ့အတွက်သူများကပိုကိုအတိုက်ခိုက်မှုတွေပိုများလာလို့ဖြစ်နေတယ်ရှင်အဲ့ဒီရဲ့ဂျားထဲမှာပဲဒီမိသားစုရေးဆိုတာကလည်းကိုစီကိုဝင်လာပြန်ရော ဲ့တော့အဲ့ဒီနှစ်ခုကြားမှာကိုကကြားညံ့နေတဲ့အမျိုးဖြစ်အဲ့ဒီအဲ့လိုမျိုးဖြစ်တယ်ရှင်เนาะအဲ့တော့သူများအတိုက်ခိုက်ကလည်းများတယ်ကိုရဲ့မိသားစုရန်ကိုရဲ့မိသားစုနဲ့ပတ်သက်ပြီးစိတ်ညစ်စရာတွေကလည်းများတယ်လို့ကိုရဲ့အိမ်အောင်ကြီးအိမ်အောင်ကြီးကလည်းတခါတကြက်ကြက်နဲ့ရန်များနေရတဲ့အချိန်ဖြစ်နေတယ်ဟေ့ဆိုတော့သူတို့ကအဲ့ဒီသုံးခုကြားမှာပတ်လည်ချလည်းလိုက်နေတတ်တဲ့အတွက်ကြောင့်မလို့ဘလို့မှကိုစိတ်ချမ်းမတဘူးစိတ်ညစ်တယ်ဟေ့ဆိုတဲ့စိတ်တော့ကများရတဲ့အတွက်ကြောင့် ခေါင်းနေမှာတတ်ထိုးနေတတ်တယ်ရှင်နော်အဲ့တော့ဟာကြတော့ဘယ်လိုပြောမလဲဆိုတော့တောက်ကြပါသမီးတော်တော်များစုကပေါ့အဲ့ရအောင်အလောက်ကိုင်စီးပွားရေးကိုအလောက်ကိုင်ကိုရော မိသားစုရေးကိုရောဒီအိမ်တော်ရေးကိုအတွက်ကိုပါတို့ကလုံးလန့်ချလဲအတွေးတတ်တယ်တကန္တစီပိတ်ပြီးတော့မခွဲတတ်ဘူးပြီးတော့ပို့ပို့ကိုလွတ်ပစ်ထားပြီးတော့သူမျိုးကိုတနာတတ်တာသူမျိုးကိုကူညီပေးချင်တတ်တဲ့စိတ်ရဲ့တို့ရဲ့စရိတ်ကလည်းပြုတ်ပြင်းလို့ ီပေးထားတဲ့အရာလဲဒီချိန်မှာကိုကပူအမ်အဲ့ဒီလူတွေကတော့အေးအေးဆေးဆေးဒါပေမဲ့ကိုကတော့ပူနေရတယ်အတိုက်တာမျိုးဘယ်လိုပြောမလဲဟဲ့ဆိုလို့ရှိရင်လိမ့်ကလည်းမဟုတ်ဘူးလိမ့်ထက်လည်းမကဆိုတဲ့အခြေအနေမျိုးရောက်နေတဲ့အတွက်ကြောင့်ဘယ်လိုလဲပေါကြသားသမီးတွေကတော်တော်စိတ်ပြပါတာတောကပြပါတာအယံများနေတဲ့အခြေဖြစ်နေပါတယ်အဲ့တော့ဒီတောကသည်ရှိရင်လည်းရှင်တို့ပူတယ်မရှိရင်လည်းရှင်တို့တွေ့ပူနေရတယ်အတူတူအဲ့ဒါတွေကိုခဏဘေးဖယ်ထားပါ ဒီဆယ်လပိုင်းဆိုတဲ့ပဒိန်းကျုပ်ဆိုတဲ့ကာလမှာတောက်ကြသားသမီးတွေကုသိုလ်များများလုပ်ပြီးတော့ကိုယ့်ရဲ့ကာစားတောင်းဆေးကြောလို့နိုင်တဲ့ဟိရတဲ့ဟိဆိုတာကိုရောရှင်တို့သိကြပြီလားအဲ့တော့ကျမပြောချင်တာကဖယားတောက်တော်ရေကိုခွက်နော်ပန်းနော်ပန်းကိုမျိုးဖယောင်းနိုင်ကိုချောင်းအာမွေးနိုင်ကိုချောင်းနဲ့ကိုယ့်ရဲ့အိမ်ခံဖယားမှာကိုယ့်ရဲ့ကံကိုမြင့်ပေးမယ် ဒါဆိုရင်တော့ရှင်တို့အတွက်ဒီဆယ်လပိုင်းထဲမှာလုတ်တဲ့အရာလေးတွေကံအားကောင်းလာမယ်လုပ်ငန်းနိုင်ငံကံအားကောင်းလာမယ်ငွေငင်အားကောင်းလာမယ်ပို့ဆုံးရှုံးမှုဖြစ်နေတဲ့ငွေရင်းကျေးလေးတွေပြန်လည်အဆင်ပြေလာမယ်အိမ်တော်ရေးရန်အေးလာမယ်နော်ပတ်ဝန်းကျင်လူမှုရေးဆိုတာကရှင်တို့အတွက်ဘာမှကိုပြောစရာမလိုဘူးဘာကြောင့်လဲသူတို့ကအော်တိုကိုကကိုယ်ကိုတိုက်ခိုက်ပြီးသားနော်အဲ့တော့တောက်ကြသားသမီးတွေကလည်း စီးပွားရေးเนาะငွေရှာတော့တယ်စီးပွားလုပ်တော့တယ်စီးပွားရေးနဲ့ပတ်သက်ပြီးဖြတ်ခိုးညံအရန်ကောင်းတယ်ဒါပေမဲ့လည်းပဲအဲ့ဒီသူများတိုက်ခိုက်တဲ့အရာတွေကိုခံစားပေးနေတတ်တာကွာရှင်တို့ရဲ့ဇယိုက်ဖြစ်နေတာအဲ့တော့အဲ့ဒါတွေကိုဖျောက်ဖျက်တန်ပြီးလို့ဆရာမကမြင်တယ်အဲ့တော့ဆယ်လပိုင်းထဲမှာလုပ်ငန်းကိန်းကပြောင်းရွှေ့ချင်တဲ့လူကမြန်မြန်လေးပြောင်းလိုက်ကို့အတွက်လုံးဝကောင်းစေတဲ့အချိန်ရောက်တယ်အဲ့တော့နိုင်ငံရဲ့အခြေအောက်ထွက်ချင်နေတဲ့လူမြန်မြန်လေးသာစီ ီစဉ်လိုက်ပါ။ပူညီပေးမှမဲ့လူတွေပေါ်ပေါက်ပြီးတော့နိုင်ငံရဲ့အကြောင်းအေးအေးဆေးဆေးရှိုးရှိုးထွက်နိုင်လို့ရှိတယ်။ပြီးတော့ပညာရည်ချင်းနဲ့ပတ်သက်ပြီးပညာရည်နဲ့ပတ်သက်ပြီးရှာဖွေနေတဲ့တောက်ကြသားသမီးတွေအစ်ဆိုရင်သူမတူအောင်ပြိုင်ဘက်မရှိအောင်ကိုဒီဆယ်လပိုင်းမှာကန့်ကောက်ကန့်ဝေးဖို့ရှိတယ်။ပြောမယ်လေဆိုပညာရည်နဲ့ပတ်သက်ပြီးလုံးဝကောင်းဖို့ရှိတယ်။အဲ့လိုမျိုးအဲ့တော့ငွေရေးချင်းနဲ့ပတ်သက်ပြီးငွေဝင်ကန်ကတော့ကိုလာပိုင်းကုန်ကတဲ့ကကိုလာပိုင်း ပြောမယ်ဆိုရက်20လောက်ကတည်းကရှင်တို့ငွေကန်ကောင်းပြီးသားငွေတွေကဝင်နေတာပဲဒါပေမဲ့ဘယ်လိုပြောမယ်ဆိုဒီတလတော့ဒီတစ်ခါတော့ငါအေးဆေးပြီးငွေကြီးနဲ့ပတ်သက်ပြီးငါတခုခုလှုပ်လို့ရပြီငါရဲ့မျော်လင့်ချက်ရင်မှန်းချက်တွေပြီးွားတော့မယ်လို့စဉ်းစားလိုက်တာနဲ့အာဟိုလူကတစ်မျိုးဒီမိသားစုကတစ်မျိုးပေးလိုက်ကမ်းလိုက်ရပြန်ပြီးပြီးတော့တောက်ကြသားသမီးတွေကလည်းလက်ခွာတယ် စိတ်ညစ်ဒဏ်ဝန်တာမခံနိုင်တာလက်ခွာတာတော့နှစ်ယောက်မရှိဘူးအဲ့တော့ဒီချိန်မှာသူတို့ကစိတ်ညစ်လေငွေပြီးငွေရင်းကျင်းနဲ့ပတ်သက်ပြီးလိုချင်တာလေးတွေဝယ်လိုက်အလှပြင်လိုက်အ shopping ထွက်လိုက်ဒီလိုမျိုးတွေနဲ့သူတို့ကစိတ်ရှားတာမျိုးကိုရှာတတ်တယ်အဲ့တော့ဒီ6လအဲဆယ်လပိုင်းထဲမှာဟေးဆိုလို့ရှိရင်တော့ကိုယ့်ရဲ့စိတ်ကလေးတွေပေါ့နော်နည်းနည်းပွင့်လန်းလာမယ်ပျော်ရွှင်မှုလေးတွေရရှိလာမယ်မိသားစုရဲ့အမှုပင်တော့ကလည်းဖြည့်ရှင်းနိုင်လာလိုက်မယ်လို့ဆရာမကမြင်တယ် ဲ့တော့ဆယ်လပိုင်းထဲမှာခုနဆရာမပြောတဲ့ရရလေးကိုပြုလုပ်လိုက်ပါလုပ်ငန်းနိုင်ငံကံလေးတွေကစအကုန်လုံးအဆင်ပြေပြီးတော့ကျန်းမာရေးကအဆောက်ကျန်းမာရေးနဲ့တောက်ကြသားသမီးကကျန်းမာရေးနဲ့တောက်ကြသားသမီးကဘယ်လိုပြောမလဲဆိုတောက်ကြသားသမီးကစိတ်တက်ကြတာကျန်းမာရေးတခါတည်းထိခိုက်လာပြီ ငွေမရှိဘူးဟဲ့ဆိုတာနဲ့ကျမ်းမာရေးကထိကြိုက်လာပြီဒါတော့တောက်ကြသားသမီးကိုကျမ်းမာရေးကိုတော့တိုက်ပြီးတော့ဆရာမဦးစားပေးပြီးခေါ်သွားပေးမှာမဟုတ်ပါဘူးရှင်နော်အဲ့တော့ဒီနေ့ထဲမှာလုပ်ငန်းကိန်းကန်လေးတွေကိုဦးစားပေးပြီးတော့ခေါ်သွားပေးမှာဖြစ်တဲ့အတွက်လုံနိုင်ကန်နိုင်တဲ့အခြေချင်းလေးတွေကြာရောက်နေတဲ့အတွက်လုံသွားပေးပါကိုတို့ချင်တော့ကိုရဲ့ကိုပိုင်စည်းဝါးရေးတပိုင်တနိုင်တိစောက်နေတဲ့လူတွေအရင်ရဆိုင်ရမလို့လို့ဖြစ်နေတဲ့ နော်ရှစ်ဆက်ရမလို့နောက်ဆုံးအောင်လို့ဖြစ်နေတဲ့အရာလေးတွေကဆိုလုံးဝရှေ့ကိုတော့တိုးပါရှင်။နောက်ကိုလုံးဝမကြည့်ပါနဲ့။ရှေ့ကိုတိုးပြီးတော့လှုပ်သွားပါ။အဲ့ဒါလေးဆိုလုံငန်းကန်ကန်ကန်ကောင်းဆောင်လုံးဝအောင်မြင်လာမယ်။လူချင်းလူငယ်ကန်ကောင်းဆောင် လို့လို့နေနဲ့ပုံကိုခေါ်ပြောလာမဲ့လူတွေရှိတယ်ပုံပေါ်မှာကောင်းလာမဲ့လူတွေရှိနေတယ်ရှင်ဒါပေမဲ့စိတ်တော့ကောက်တော့ရှင်တို့ကဆယ်လပိုင်း၉လပိုင်းမှာမဟုတ်ရှင်တို့ရဲ့စိတ်ကိုမထားတတ်တဲ့အတွက်သူများကိုတနာတတ်တဲ့အတွက်သူများကိုယုံရွယ်တတ်တဲ့အတွက်သူများကိုကူညီပေးတတ်တဲ့အတွက်အချစ်ရင်နဲ့ပတ်တိုင်းလဲအစွန်းထီရှင်တို့ကချစ်တတ်တဲ့အတွက်ပေးဆက်တတ်တဲ့အတွက်အဲ့လိုမျိုး အာမခံလွယ်တဲ့အတွက်ကြောင့်မို့ရှင်းလို့မှာတော့ကားတော့တော်တော်နဲ့လွတ်မှာမဟုတ်ဘူးရှင်။အချစ်ရင်အိမ်တော်ကြီးနဲ့ဆိုရင်ဒီချိန်မှာရန်တရက်ဖြစ်လိုက်စိတ်ရှမ်းတာမှု၃ရက်၄ရက်ရလိုက်ဆိုတဲ့အထဲမှာပဲရန်ဖြစ်လိုက်ပြန်ချင်းလိုက်ထဲမှာပဲရှိတယ်။အဲ့တော့အချစ်ရင်နဲ့ပတ်သက်တဲ့ဟေးဆိုရင်တကြားလူရဲ့တွေးတိုးစကားတွေကိုယုံတဲ့တဲ့အတွက်ကြောင့်မို့လို့တဲ့စိတ်အနှောက်အယှက်ဖြစ်နေတတ်တယ်။တစ်ဖြစ်ဖြစ်နဲ့နှာခေါင်းသွေးထွက်ဆိုလို့အချစ်ရင်နဲ့ပတ်သက်ပြီးရာကြီးကွဲတတ်တဲ့အနေအထားမျိုးရှိခဲ့ရှင်။နော်။အဲ့တော့ဒီနေ့ထဲမှာခေါင်းအင်းအင်းထားပြီးစဉ်းစားသွားမယ်။ အကောင့်အေးအေးထားပြီးငွေနဲ့ပတ်သက်ပြီးရှောင်သွားမယ်လို့ဆိုရင်တော့အရာအလုံးကထပ်ကက်နေကြတဲ့ကကြော်လွားသွားနိုင်မယ်လို့ဆ iam မမြင်ပါတယ်။အဲ့တော့ဆ iam မစီမှာလက်ခွင့်ကံခွင့်ချင်တဲ့ဆ iam မရေချဲကံထိကံကောင်းချင်တဲ့လက်ပီးကံလက်ပိတ်ကံပိတ်နေတဲ့အရာတွေခွင့်ချင်တဲ့ဆိုရင်အဆောင်နဲ့လက်ခွင့်မယ်ဟဲ့ဆိုလည်းခွင့်လို့ရပါတယ်။ဒါပေမဲ့ဆ iam မထိုင်းနိုင်ငံတိုင်းနိုင်ငံပဲအဆောင်နဲ့ပတ်သက်ပြီးပို့ပေးတာဖြစ်ပါတယ်ရှင်။အဲ့တော့လက်ခွင့်ကံခွင့်အောင်ရော เนาะคุณน่ะဆ iam มาပြောသလိုဝင်ဝင်ပြီးငွေမြဲအောင်ရောคุณน่ะဆ iam มาပြောတဲ့ရတဲ့ရလေးကိုပြုလုပ်လိုက်ပါဒီအချိန်မှာဝင်ဝင်ပြီးငွေဝင်မြဲမှုကိုယ်စိတ်ထဲမှာလက်ပိတ်နေတယ်လို့ခံစားနေရတယ်ဒါပေမဲ့လက်မပိတ်ဘူးဝင်တဲ့ငွေကအမြဲတမ်းကိုယ့်စီကိုဝင်ပြီးသားပဲကိုကဘယ်လိုပြောမလဲစုလို့ဆောင်းလို့မရတဲ့အနေအထားတည်းကိုရောက်နေပါတယ်ရှင်ဒါကြောင့်မလို့စိတ်အနှောင့်ရှက်စိတ်ညစ်စရာစိတ်ရှုပ်စရာတွေအရန်ကိုများနေတဲ့အချိန်ဖြစ်တဲ့တွေ့ကြောင့်မလို့အဲ့ဒီရတဲ့ရလေးကိုစီရင်လိုက်ပါလို့ဆ iam มาပြောတာပါရှင်ကဲဆ iam มาဟောစတန်လေးမှန်တယ်ဆိုရင်မှန်တယ် မားတယ်ဆိုရင်မားတယ် comment မှာရေးပြီးတယောက်တစ်ခေါက်နှစ်ခေါက်စီ share ပေးပါလို့မေတ္တာရက်ခံချင်ပါတယ်။ပြန်တော့ကြတော့သမီးများအားလုံးကံကောင်းခြင်းများစွာကိုရယူပိုင်ဆိုင်နိုင်သောလက်ထောက်